ယန္တုတ်မှန်တုတ်လန်ကျုတ်တမိုင်းပညာရှင်เนาะတမိုင်းတွေကိုပြင်ပညာနေတဲ့တမိုင်းပညာရှင်အဲ့ဒါကြီးပေါ်တယ်ယနေ့ခေတ်မှာလေးเนาะတို့မြန်မာတွေကပါဟောကမွန်ဂိုလိုက်ကပါဆင်းသက်လာတလူလူတိဘက်မျိုးနယ်ဘွာလူလူအခုပြောပြမယ့်အကြောင်းအရာလေးကတော့ဗမာလူမျိုးတွေဘယ်ရောက်စားခဲ့တယ်လဲ ီဗမာဆိုတဲ့အတုံးတုံးကရောဘယ်ကနေရောက်လာတာလဲအဲအကြောင်းလေးကိုဒီကထားပြီးတော့ပြောရပြီမှာဖြစ်ပါလေရှင်ကြည့်ကြည့်မယ်စီနိုတိဘက်မျိုးနွယ်စုကနေတရုတ်နယ်နဲ့တိဘက်ဗမာနယ်ဆိုပြီးနှစ်မျိုးကွဲသွားတယ်။အဲ့လိုမျိုးကွဲသွားတဲ့တိဘက်ဗမာ မျိုးနွယ်စုတွေကမှာမျိုးနွယ်စုအကြီးအကြီးတစ်ခုထွက်ပေါ်လာတယ်။သူ့ကိုတော့မွန်ဂိုလိုက်လို့ခေါ်တယ်။အဲ့မွန်ဂိုလိုက်မျိုးနွယ်စုကနေမှာတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဗမာလူမျိုးတွေဖြစ်ပေါ်ရောက်ရှိလာတာပါ။ ယန္တုတ်မှန်တုတ်လန်ကျုတ်တမိုင်းပညာရှင်နော်တမိုင်းတွေကိုပြင်ပညာနေတဲ့တမိုင်းပညာရှင်အဲ့ဒါကြီးပေါ်တယ်ယနေ့ခေတ်မှာလေးနော်တို့မြန်မာတွေကပါဟောကမွန်ဂိုလိုက်ကပါဆင်းသက်လာတလူလူတိဘက်မျိုးနယ်ဘွာလူလူဘာမှတိဘက်တောင်တန်းကဆင်းစရာမလိုဘူးအိုးတော့ကဥစဉ်ငယ်စဉ်တော့ကဖတ်ခဲ့ဘူးတယ်မန္လီစရဘဲကြီးရဲ့ကျန်းစာအုပ်တွေလည်းကထင်တယ်ဘယ်ကျန်းစာအမှမသိတော့ဘူးခုရှားလို့မရတတ်တော့ဘူးအဲ့ဒါကိုရှားတယ်မတွေ့တတ်တာထပ်ပါလေအဲ့ဒီကျန်းစာအုပ်ထဲမှာရေးထားတာကဘာလဲဆိုတော့ကြာတော့ ဥစဉ်တို့သဘူတီပါလက်ရတောင်ကျုံခေါ်တာပေါ့သူတို့ပြောတဲ့ကဘာကိုအဲသဘူတီပါလက်ရတောင်ကျုံကိုရှစ်ပိုင်းပိုင်းတာပေါ့ဂျိုရှစ်ခွင့်အနေနဲ့နော်ဂျိုရှစ်ခွင့်အနေနဲ့ရှစ်ပိုင်းပိုင်းတဲ့ခါမှာအရှိတောင်အရမှာလူတွေအများဆုံးနေတယ်လို့တိတိကျကျပြထားတယ်အဲ့ဒါတော့မှတ်မိတယ်ကျန်တဲ့ဟိုဥစဉ်ကကျန်တဲ့အပိုင်းဒီမှာကတော့ဆင်းနေများတော့အရနော်မြင်းတွေအများဆုံးနေတဲ့အရမွေနဂါးတွေအများဆုံးနေတဲ့အရငှက်တွေအများဆုံးနေတဲ့အရဆိုပြီးမှလေအဲအဲ့ဒါလိုရေးထားတယ်နော်မိချောင်းတွေအများဆုံးနေတဲ့အရဆိုပြီးမှ အဲ့လိုရေးထားတယ်သူကဒီလူရှိခွဲအလိုက်တရဘာတွေပဲပင်ပဲအမှန်ဘယ်လိုတရဘာတွေအများဆုံးနေတယ်ဆိုတာကိုတိတိကျကျပြထားတယ်အေးချမ်းစာအုပ်ထဲမှာကအဲ့မှာဦးစင်မမရရမမိတာကတော့အဲအရှိတောင်အရမှာလူတွေအများဆုံးနေတယ်လို့ရေးထားတယ်ဟုတ်ပြီဒါဆိုလို့ရှိရဲ့ရှိကကျမ်းစာအုပ်ထဲမှာကမှရှိတောင်အရမှာလူတွေအများဆုံးနေတယ်ဆိုတဲ့အဆိုနဲ့ယနေ့ကာလမှာကြည့်လိုက်မှဆိုရှိရဲ့လူတွေအများဆုံးနေတာပဲအရလဲရှိတောင်အရှာပဲမလားလို့ရှိတောင်အရပဲမလားလို့ ကျန်တဲ့အရတ်ဒီမှာလူနေကျဲတယ်လေပမာလို့အဲအဲ့တော့ရှင်းတော့တမိုင်းအစုံနဲ့ယနေ့မျက်မှောက်လက်တွေ့ကာလနဲ့လဲကန့်ညီတယ်ကျန်တဲ့အရတ်ဒီမှာကတော့ဘယ်လိုဒစကာဘာဒီလို့လို့ဘာလို့များလို့တိရစ္ဆာန်တွေများများတယ်လေပမာလို့အဲအဲ့လိုဆိုရှင်ငါတို့မြန်မာတွေဟာငကိုကလေးကိုဘဒီအရတ်မှာလူတွေများတဲ့အရတ်ဖြစ်တဲ့အတွက်တိဘက်ကလည်းလို့ဆင်းသက်လာစရာအကြောင်းမရှိဘူး နော်တိဘက်ကနေစဉ်းစားလာစအကြောင်းမရှိဘူးဒီမှာလူလူသားမျိုးနွယ်တွေကငကိုကလေးကရှိနေပြီးသားမို့ဘာမှသူပြောတော့သူတို့သမိုင်းမင်းချာရှင်တွေပြောတဲ့အလိုဆိုရှိရဒီအရဒေသမှာငကိုကလေးကငကိုကလေးကလူတွေမှမရှိကြတဲ့ပုံစံနော်တိဘက်တောင်တန်းကပစဉ်းသက်ခန်းစဉ်းသက်ပြီးမှရောက်လာတဲ့ပုံစံလိုလိုသမိုင်းတွေပြောထားတာကနော်အဲအဲ့တော့သူတို့ပြောတိုင်းမယုံနိုင်နဲ့ဟုတ်ပလားနောက်တစ်ခုဦးဇင်းပြောချင်တာကလူသားတို့ရဲ့ရိုးရာ လူသားမျိုးနွယ်တို့ရဲ့ရိုးရာဝတ်စားဆင်ခြင်မှုပုံစံကိုပြောပြခြင်းတယ်။အဲ့ဒါကဘာလဲဆိုတော့ရိုးရာဝတ်စားဆင်ခြင်မှုပုံစံတွေဟာကဘာဥပရေကစကြတဲ့ဝတ်စားဆင်ခြင်မှုပုံစံတွေရှေးခေတ်ကဘာဥတုံးကဆိုလို့ရှိရင်လူတွေဟာဝတ်ဝတ်စားတွေဟာပရိသာပင်ကဆုတ်ခူးပြီးမှဝတ်ကြတဲ့ဝတ်စားတွေနော်အခုလိုချုပ်မှဝတ်တာမဟုတ်ဘူးရှင်ဘောချီကြီးချီတွေငင်ပြီးမှရက်လုတ်ပြီးမှဝတ်ရတာမဟုတ်ဘူး ။ဟိုးကဘာဥရင္ကရေရွာရေမြေဩဇာတ်ကောင်းဆက်ကောင်းတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရပရိသာဘင်မှာပောက်ကလေးကဝဝစားရပေါ်နေပြီးသားအဲ့ဒါကိုသုခူယူပြီးမှဝတ်ကြတဲ့အခါမှာစမ်းကြတဲ့ဝစားကိုကြတော့မင်းမျိုးမင်းတွေကဝတ်ကြတယ်ဟောလို့နည်းနည်းအဲတထေးတွေကကြတော့နည်းနည်းညံ့တဲ့ဝစားကိုကြတော့ဒီဇိုင်းညံ့တဲ့ဟာကိုကြတော့မူကြီးမရနောက်တထေးတွေနောက်အညံ့ဆုံးဒီဇိုင်းကိုကြတော့ဆင်းရဲတာတွေပေါ့ကွယ်ဟောလို့ပြည်သူလူထုကဝတ်ကြတာပေါ့ဒီလိုအစင်တန်းခွဲခြားခဲ့တာ ဒါကြမ်းကျတော့ဝတ်စားဆင်ရင်မှုကိုအစင်တန်းခွဲခြားတယ်ဆိုတာကရှင်းလုံးကဘလို့ဘာကြောင့်ခွဲခြားတာအေးပရိသတ်ဘင်မှာခွဲခြားတာနော်ပရိသတ်ဘင်မှာခွဲခြားတာပရိသတ်ဘင်ကအကောင်းဆုံးပောက်တဲ့တကက်ကိုကော့ပြန်နေတဲ့ခရရနာစီချေထားဝတ်စားမျိုးနဲ့ပောက်တဲ့ပရိသတ်ဘင်အကောင်းစားအလတ်စားအညံ့စားဆိုတဲ့ပရိသတ်ဘင်အမျိုးမျိုးအတန်းစားရှိတဲ့ခါကြတော့ထက်တန်းစားဖြစ်တဲ့မင်းမျိုးမင်းနွယ်တွေကထက်တန်းစားပောက်တဲ့အလှပအပလအလှပဆုံးပောက်တဲ့ပရိသတ်ဘင်ကဝတ်စားတွေကိုစုခူးရတယ်ကြံတဲ့ပြည်သူတွေကအဲ့ဒီပရိသတ်ဘင်ကဝတ်စားမျိုးကို ပေါ်စားကိုတောင်းပြီးမှဆုတ်ခူးပြီးမှမိုးရဘူးနော်အဲ့တော့အတန်းစားခွဲထားတဲ့အလက်ပေါ့အဲမင်းမျိုးမင်းတွေကမင်းတို့မင်းမျိုးမင်းတွေလည်းဒါကမင်းမျိုးမင်းတွေဝတ်စေနော်ဒါကမင်းကြီးမင်းသားတွေဝတ်စေနော်ဒါကပြည်သူတွေဝတ်စေဆိုမှအဲ့ဒီပရိသတ်ဘင်ကိုအဆင့်တန်းခွဲခြားတာရကားတယ်လို့အဝတ်စားကိုအဆင့်တန်းခွဲခြားတဲ့ဝတ်စားစင်မှုကိုအဆင့်တန်းခွဲခြားတဲ့စနစ်ကအဲ့ဒီပရိသတ်ဘင်ဆုတ်ခူးတဲ့ဆရာစတာဗျာအဲ့တော့ရင်းမြေဒေတာအလျောက်ဝတ်စားစင်မှုကပေါက်တဲ့ပရိသတ်ဘင်ရဲ့ဝတ်စားဒီဇိုင်းကမတူဘူးနော် ဦးစင်းတို့ဂျူရှစ်ခွင်အလျောက်ပိုင်းပိုင်းလိုက်မှာဆိုလို့ရှိရင်ဒါသဘောတွေကမတူကြဘူးအဲ့တော့တိဘက်နဲ့မြန်မာမြန်မာနိုင်ငံနဲ့ရီမီတက်ခါချင်းနိုင်ရှင်ကြည့်မယ်တိဘက်ဒေသဆိုတဲ့အရာကအီးခဲသောတောင်တန်းဒေသအီးခဲသောအရဒေသမှာဆန်းကျဲသောအဘောစားတန်စာဟိုပါပရိသာပင်ဆိုတာမပေါ့နိုင်ဘူးဘာကြောင့်ဆိုတော့ကြစ်တော်တိတ်ပြီးတော့အီးသောသဘောရှိတာကြောင့်မို့မာကျော့တိတ်ပြီးတော့သဘောရှိတာကြောင့်မို့ဆန်းကျဲကော့ပြန်တော့ဘောစားဆင်မှုသဘောပရိသာပင်မျိုးမပေါ့နိုင်ဘူး သူကဦးဇင်းတို့မြန်မာရေးဝတ်စားဆင်မှုဝတ်စားရိုးရဝတ်စားဆိုတာကမိခိုးငွေလူခါတဲ့ကော့လံပြန်ပြီးမှနော်တိန်တောင်တိန်လိုက်တိန်လိုက်ဒီလိုမိခိုးငွေလိုကော့ပြန်နေတဲ့ဝတ်စားဆင်မှုမျိုးဒီလိုအရာမျိုးဆိုတာကပုံနာထရှိမှအပူဓာတ်ရှိမှဖြစ်နိုင်တာအေးခဲမှာကြောတဲ့အရဒေတာမှာအဲ့လိုကော့ပြန်တဲ့ဝတ်စားဒီဇိုင်းမျိုးမပေါက်နိုင်ဘူးပရိသတ်ပင်ဆိုတာကနော်ကြည့်လိုက်ဘနို့ဥရောပဒေတာမှာဆိုတဲ့ဝတ်စားဆင်တဲ့ဝတ်စားဒီဇိုင်းဟာငကုကတဲ့ဝတ်စားဆင်ဟာဖားလဲလာနေတယ်သူက အေးတယ်လေအောက်ကိုလျှောဆင်းတယ်လူတွေရဲ့ရုပ်ခန္ဓာကိုယ်တွေလည်းအပေါ်ပိုင်းကမှ600တောင်မျက်နှာနေတယ်မျက်နှာချောင်းတယ်ဟောလို့ပေါ်ပိုင်းမျက်နှာချောင်းတယ်မြင့်တင်းဟောက်တယ်ဒီသဘောတွေမို့အဲ့တော့အောက်ကိုတော့အောက်ဝါရှည်တယ်အဲ့ဒါလိုပဲသူတို့ရဲ့ဝဇ္ဇစီမျိုးလည်းအောက်ဝါရှည်တယ်ဒီသဘောတွေအကုန်သွားတာပေါ့အဲ့တော့နောက်ပြီးတော့မင်းတို့ပြောအောင်မယ်ရှည်တုန်းကမင်းတို့ကကြောက်ခိကြောက်ခိဆိုပြီးအထင်သေးတာတကယ်တော့အဲ့ဒီကြောက်ခိဆိုတဲ့အရာဟာမင်းတို့ငါတို့ယနေ့ခေတ်လူတွေတဲ့အများကြီးတာတဲ့စားစရာဝတ်ပေါ်တယ် နော်ပရိသတ်ပဲဆိုခုတဲ့ကာလတွေနောက်ပြီးတော့သူတို့ရဲ့ကင်နဲ့လက်နဲ့ကြောက်ခဲ့ဆိုတာရိုးရိုးကြောက်မဘူးအဲ့ဒါစိန်စိန်ကြောက်တဲ့မိုးလိုပေါက်တဲ့စိန်ကြောက်တဲ့ဒီနေ့ခေလို့ဆိုတော့မင်းတို့နတ်သွေးကြောက်ခေါ်တာပေါ့နော်အမြောင်အမြောင်မြောင်မြောင်လေးလေဘာလို့၅မြောင်၄မြောင်တို့နော်၅မြောင်၆မြောင်9မြောင်10မြောင်12မြောင်ဆိုတာဒီကတော့ဇုံမဲများတယ်မနဲတယ်အဲ့ဒီအမြောင်တွေကဘာလို့ဇုံများတယ်မနဲတယ်အမြောင်များလေးလေး ိုပြီးမှတံပိုးကြီးလေးလေးအည်သေးအည်သေးကောင်းလေးလေးအဲကြောင့်မို့ဦးဇင်းတို့ရှစ်မြောက်ဆိုရင်စိန်စင်းတို့ဝင်တယ်နော်အဲတော့ငါးမြောက်လေးမြောက်တို့ငါးမြောက်တို့၆မြောက်တို့ဆိုတာကအဲ့ဒါဆိုမြိုင်စိန်လို့ခေါ်တယ်တနည်းအပြက်နတ်သေးကြောက်ခေါ်တာပေါ့အေးရှစ်ခေတုံးကမင်းတို့ကြောက်ခေလို့ပြောတဲ့အေးကြောက်တရားကရိုးရိုးတမန်ကြောက်မဟုတ်ခွရစိန်သွားကြောက်တယ်ညာအော်လိုလိုအော်တိုမီကပေါက်တဲ့မှုလိုပေါက်တဲ့စိန်သွားကြောက်တယ်အဲ့ဒါကိုသုံးတဲ့ကြောက်ခေအထင်မသေးနဲ့ယရနာခေနော်မင်းတို့ကအထင်သေးတာကြောက်ခေကို အဲ့ဒါယတနာခိမကိုင်းတဲ့လက်နဲ့နော်ယနေ့ကလေးဆင်းရဲသားခိမော့ဘူးသူတို့ရဲ့ဝတ်စားဆင်ရဲမှုကယနေ့ကလေးကျွဲတည်ရနွားတည်ရချုပ်ပြီးဖို့ဝတ်တဲ့ဝတ်စားဆင်မှုမဟုတ်ဘူးနော်ယနေ့ကလေးဝတ်စားရှာပြီးမှခေါက်ကိုရက်လို့ရတဲ့ခိမော့ဘူးတစ်ပင်ကနေလို့ပေါက်တဲ့ပရိသပင်ပေါက်တဲ့ဝတ်စားကိုဝတ်တဲ့ခိနော်ဟုတ်ပါလို့အဲ့တော့ခုနကပရိသပင်ကပေါက်တယ်ပေါက်တဲ့ဝတ်စားကိုဝတ်တာအကြောင်းမို့ဝတ်စားကိုအတန်းစားခွဲတဲ့စနစ်ဟာအဲ့ဒီကလာတာဟုတ်ပါလို့အဲ့တော့မြန်မာတို့ရဲ့ဝတ်စားဆင်ရဲမှုဟာ တိဘက်ကနေလို့ဆင်းသက်လာတဲ့အနေအထားမျိုးမဟုတ်ဘူးမြန်မာဆိုတာကပူတဲ့အရက်ဒေတာအဲ့ကပူတဲ့ခါကျတော့ကြော့ပြီးမှကော့ပြန်ပြီးမှနေတဲ့မိခုံဝိတ်လိုငေါ်လို့တိန်လိတိန်တောင်တိန်လိတီလိုကော့ပြန်တဲ့ဒီဇိုင်းတွေပောက်တဲ့နော်အေးတဲ့အရက်ဒေတာမှာအဲ့လိုကော့ပြန်တဲ့ပန်းမင်းဆိုတာမရှိဘူးဆမ်းပြားတဲ့ပန်းဆိုတာဒီလိုပူတဲ့ပွင့်တဲ့အရက်ဒေတာမှာပဲရှိတဲ့အေးခဲတဲ့အရက်ဒေတာမှာဆမ်းပြားတဲ့အပင်ဆိုတာပန်းဆိုတာမရှိဘူးနော်ပန်းရဲ့ဒီဇိုင်းအရက်တည်းရဲ့ဒီဇိုင်းအပင်တွေရဲ့ဒီဇိုင်းကအစဆမ်းပြားမှုတိတ်မရှိဘူး ဆမ်းပြတဲ့ဒီဇိုင်းဆိုတဲ့အရာကပန်းပင်ပန်းတို့အပွင့်တို့အပင်တို့အရွက်တို့မှာဆမ်းပြတဲ့ဒီဇိုင်းဆိုတာဦးဇင်းတို့ဒီအရှိပိုင်းအရှိပိုင်းရမှာပဲရှိတယ်နော်ညီမတို့ရဲ့ရိုးရညီမတို့ရဲ့ရိုးရကိုစသရင်မှုဆိုတဲ့အရာဟာတကယ်တမ်းကြတော့ဒီအရဒီဒေတာနဲ့ကိုက်ညီတဲ့အရဒေတာဝစသရင်မှုပဲနော်ဓက်ခအရဒါကြောင့်မို့မြန်မာတို့ဟာဘာမှတိဘက်ကုန်းဘဝနဲ့တို့တိဘက်ကုန်းကနေတို့ဆင်းသက်လာတဲ့မွန်ဂိုလိုက်မျိုးနဲ့မဟုတ်ဘူး ဒီမှာကဘာဥကရက်ကဒီမှာပေါက်ပွားလို့ဒီမှာဖြစ်လာတဲ့ဒီဒေတာဒီဒီဒက်ခံနဲ့ပေါက်လာဖြစ်လာတဲ့လူဖြစ်လာတဲ့လူသားမျိုးနွယ်ရေးပတ်ရှိတဲ့ဘာမှဟိုတုန်းကဒီမှာတိရစ္ဆာန်တွေအများကြီးနေတဲ့အရာမဟုတ်ဘူးငကိုကရက်ကဘာလူတွေအများဆုံးနေတဲ့အရာအဲ့တော့လူတွေအများဆုံးနေတဲ့အရာလို့ရှင်းသူကရက်ကမှတ်တမ်းတင်ထားတဲ့အရာကဒီသူတို့ပြောတဲ့တမိုင်းတရားရှင်တွေပြောတဲ့အလိုဆိုရှိရဲ့ဒီရှစ်တောင်အရာမှာဘာလူတွေကမနေတရားရောင်းတိဘက်တောင်တန်းကဆင်းသက်လာခဲ့ရတော့ရောင်းရောင်းတမိုင်းတရားရှောက်ရှောက်လိန်ပြောတာ မဟုတ်မှတင်လျှောက်မလိမယုံကြနဲ့နော်တမိုင်းတွေကိုလျှောက်ပြန်ပြင်ပြီးပြင်ပြီးမှညာနေတဲ့တမိုင်းပညာရှင်တွေနော်ဟောလို့ချီရွှမ်းဖြီးဖြန်းလန်ကျုပ်ပြောတဲ့တမိုင်းပညာရှင်တွေစကားကိုသွားမလားမယုံနဲ့